အလုံးမဲ့မင်္ဂလာပါ The Great Godzilla ထဲရောမှပြန်လဲကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမဲ့ pick up by reading ကတော့နော်အာကိုပေါ့နော်တိတ်မကြခင်မှာရွှေရောင်အနာကတ်ရှိနေလားအဲအဲ့ဒီအနာကတ်နဲ့ကိုနေရပေါ့နော်အတော်လေးနီးကပ်နေလားဆိုတော့ကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ပြီးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်ပုံလေးတစ်ပုံကိုရွှေချက်ထားပါ ဒါဆိုရင်ဖိုင်ရွေးလို့ပြီးလောက်ပြီးထင်ပါတယ်။အဲ့တော့ Facebook ကနေ Terror မင်းမြန်လို့ပါက Facebook search bar မှာ The Great Concealer Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ်။ Page Messenger ကနေလည်းလာမင်းမြန်လို့ရသလို video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ်။ YouTube ကနေ retraining ကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ထည့်ပေးထားပါတယ်။ ။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေကိုရဲ့ရှေ့မကြခင်ကာလမှာရွှေရောင်အနာကပ်ပေါ့နော်ကို့အတွက်တောက်ပါတဲ့အနာကပ်ရှိနေလား။ 对呀，都把它都抄家去了。 ခင်နော်အဲ့တော့ဖိုင်ဝမ်းနေကတော့ reading ကောင်းစင်နဲ့တော့လုံးဝကန့်ညီတယ်ကိုယ့်ရဲ့ရှေ့မှာပေါ့နော်ရွှေရောင်အနာဂတ်ရှိနေလားနော်တောက်ပွားတဲ့အနာဂတ်တစ်ခုနဲ့အနာဂတ်ရှိတဲ့ပေါ့နော်ကောင်းဝင်ကြီးအောက်ကိုတတော်ပပနဲ့သွားပြီးတော့တောက်ပနေဖို့ပေါ့နော်ကံတရားရှိနေလားဆိုလို့ရှင်တော့ကံတရားရှိနေတယ်လို့ပြောလို့ရတယ် ပြောမယ်ဆိုလို့ရှင်တော်တော်လေးနီးနေတာပေါ့နော်အချိန်ကာလအားဖြင့်နီးနေပြီလားဆိုလို့ရှင်လည်းအချိန်ကာလအားဖြင့်နီးနေပြီလို့ပြောလို့ရတယ်အဲ့ဒီတောက်ပါတဲ့အနာဂတ်တီပေါ့နော်အများဆုံးကြာလို့ရှင်အော်3လမှအခုကနေစပြီးတော့တစ်နှစ်ခွဲပေါ့နော်တစ်နှစ်ခွဲအတွင်းမှာဒါကိုသည်ပေါ့နော်လက်ရှိထပ်ပေါ့နော်အဘာကောင်ကြီးညာကောင်ကြီးပေါ့အဲ့လိုဖြစ်လာမယ်အခြေအနေမျိုးကိုတွေ့ရတယ်နော်တချို့ဆိုလို့ရှင်အကယ်၍ ိုရီမန်းထားတဲ့ရီမန်းချက်တခုရှိတယ်ဆိုလို့ရှင်ဒီ2026ရဲ့နှစ်ဆမှာပေါ့နော်လုံးဝအကောင့်ထဲပေါ်လာဖို့ရှိရဆိုတာမျိုး တွေ့ရတယ်သိလားအဲ့တော့အဖိုင်ဝမ်းလေးတွေအတွက်ပေါ့နော်အတခုပြောချင်တာပါလဲဆိုလို့ရှင်အဲ့ဒီရွှေအဲ့ဒီပေါ့နော်ရွှေရောင်အနာကတ်ကိုသွားဖို့အတွက်ကလေရွှေရောင်အနာကတ် တိုင်းပြည်ကိုရောက်ဖို့အတွက်ကဖိုင်ဝမ်းနေအနေနဲ့အခက်အခဲတွေအများကြီးဖြတ်တန်းရအောင်ပဲเนาะအခက်အခဲတွေအများကြီးကြုံရပါလိမ့်မယ်ဖိုင်ဝမ်းတွေရဲ့စိတ်ထဲမှာလည်းပေါ့เนาะမကြခဏပေါ့เนาะအဲအကယ်၍အခုကိုယီမှန်းထားတာရှိရင်ပဲဖြစ်ဖြစ်ပေါ့เนาะကိုမသိဘဲနဲ့ပို့ပြီးတော့တောက်ပလာမယ်ဒီကဘာတစ်ခုရှိနေတာမျိုးကိုကိုကမသိတာပဲဖြစ်ဖြစ်ပေါ့เนาะဘလိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီကြားတဲ့ဒီကာလတွေမှာပေါ့เนาะလောကကြီးကို ဟိုစိတ်ကုံတာမျိုးအရှုံးပေးခြင်းစိတ်ဖြစ်တာမျိုးပေါ့နော် ပြောမယ်ဆိုလို့ရှင်လူတွေအားလုံးကိုကိုချစ်တဲ့သူတွေအားလုံးကိုတောင်မှလွတ်ပစ်ချခဲ့ပြီးတော့ထွက်သွားခြင်းစိတ်တွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလားအဲ့ဒါမဖြစ်လို့လဲဆိုဖိုင်ဝမ်းနေမှာကလေအဲ့ဒီရွှေရောင်အနာဂတ်တိုင်းပြည်မှာနေရဖို့အတွက်ရွှေရောင်အနာဂတ်ကိုရောက်ဖို့အတွက်ကအရေးချင်းရအပြည့်ဝရှိတယ်။သိလား။ အရေးချင်းပိုင်းကိုကိုပေါ့နော်ကိုလုံးနိုင်ပါမလားလို့စိုးရိမ်နေတာမျိုးရှိရယ်ဆိုလို့ချင်းကိုကိုရဲ့ကိုတွင်းမှာရှိတဲ့အရေးချင်းကိုပြပြမယ်ကိုရဲ့ကိုတွင်းမှာရှိတဲ့အရေးချင်းကစိုးရိမ်စရာမရှိဘူးနော်ကိုရဲ့ကိုတွင်းမှာရှိတဲ့အရေးချင်းကစိုးရိမ်စရာမရှိဘူးနော်အဲ့ဒါဘယ်မှာသွားပြီးတော့စိုးရိမ်စရာဖြစ်လဲဆိုလို့ရှင်ဘေးပျော့ကများစွာပေါ့နော်ကြုံရလိမ့်မယ်ဒီလား ဘေးပျော့ကများစွာကြုံရလိမ့်မယ်ဒီမှာတော့ပြထားတာကတော့မိသားစုလည်းပါတယ်အပြင်လူလည်းပါတယ်လို့ပြထားတယ်ဆွေမျိုးပိုင်းတော့မဟုတ်ဘူးနော်အဲဆွေမျိုးပိုင်းမဟုတ်ဘူးအာခုနပြောသလို ကိုမိသားစုရဲ့တစိမ့်ရယ်ပေါ့နော်အရန်ရင်းနေတဲ့တစိမ့်တွေရယ် ဲ့လိုလူတွေနဲ့ပတ်သက်ပြီးတော့အာစိုးရင်ပူပင်တော့ကဖြစ်ရလိမ့်မယ်စိုးရင်သူကပူပင်တော့ကဖြစ်ရလိမ့်မယ်ဆိုတော့အဲဘယ်လိုမျိုးလဲဆိုတော့သူတို့ကပေါ့နော်အခုကံတရားအနောက်ချက်လို့ပြောရင်လည်းမှန်တော့မှန်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုလုံးနေတဲ့ကိစ္စရက်တွေမှာကိုသွားနေတဲ့လမ်းကြောင်းမှာသူတို့ဒီအနှောက်အယှက်ဖြစ်တာသိလား ဆိုလိုတာဥမာတင်းဒီတစ်ခုခုလှုပ်ချင်တယ်ပေါ့နော်ဆိုရင်မိသားစုနဲ့တိုင်မြင်နေဆိုရင်မိသားစုကသဘောမတူမိသားစုသည်မနစ်တတ်ဘူးမိသားစုသည်သဘောမတူစသဖြင့်အဲ့လိုမျိုးပေါ့ဒါအတားအဆီးဖြစ်တာပေါ့နော်ပြောမယ်ဆိုနောက်တစ်ခုအပြင်လူဆိုလို့ရှိရင်လည်းအဲ့လိုပဲပြောမယ်ဆိုတင်စူးစမ်းနေတဲ့ကိစ္စရှိတယ်ဆိုလို့ရှိရင်ဒါမှပဲပေါ့နော် တင့်ကိုအဲ့ဒီအရာကိုဆက်ပြီးတော့မကြိုးစားနိုင်စေခြင်းဘူးအပြင်လူကလည်းနိမကြိုးစားနိုင်စေခြင်းမူတင်လဲကြသွားတယ်တင်ဆက်မလုပ်နိုင်တော့ဘူးလက်လျှော့လိုက်ရတယ်လဲကြသွားတယ်ဆိုရဲပေါ့နော်ပုံစံမျိုးဖြစ်အောင်သူတို့ဘက်ကအဲစကလုံးတွေနဲ့ဖြစ်စီပေါ့နော်လှုပ်ရက်နဲ့ဖြစ်စီ တင့်ကိုလဲကြွလဲကြသွားအောင်လို့ဖန်တီးတတ်တယ်။ဒီလားသူတို့ပြောတဲ့စကားတွေอ่ะဗောနောကိုကိုဟိုစိတ်တက်ကြသွားအောင်လို့ဗောနောအဲ့လိုပုံစံမျိုးဗောသိလား။အဲ့လိုမျိုးတွေလောက်တတ်တယ်။တချို့ကကြတော့ဘယ်လိုမျိုးလောက်တတ်လဲဆိုတော့တင့်ချီကနေစကားလဲနှိုက်တတ်တယ်။စကားနှိုက်တတ်တယ်။အဲတင်ပါရဲ့လုံနေလဲတင်လုံနေတဲ့ကိစ္စရနေဖတ်တတ်ပြီးတော့ဗောနောအမသိရင်သူတို့ကဟိုတခုခုကိုကိုညီပေးမလို့လို့တခြားတယောက်စီကို တင်းအနေနဲ့ပေါ့နော်အကူအညီလိုလို့ရှိရင်တို့ကသွားပြီးတော့ဂျားရဲရနေပြောပေးမလို့လို့တောင်းခံပေးမလို့လို့နဲ့နမဲကောင်းဝင်ယူတဲ့ပုံစံမျိုးပေါ့နော်ပြောပေးမလို့လို့ပါလို့လို့နဲ့တို့ကပဲပြန်ပြီးတော့တင်းရဲ့တက်လမ်းမှာဒုက္ခပြန်ပြီးသွားတဲ့သူမျိုးဖြစ်တတ်တယ်အဲ့ဒါမျိုးတင်းကြုံရလိမ့်မယ်ကြုံရတဲ့ခါကျလို့ရှိရင်တင်းမလို့ဖြစ်လဲဆိုတော့စိတ်ကလောကယူစိတ်ကုံတာပေါ့နော် ငါတော့သူ့ယုံကြည်လိုက်ရတာကြည်ပါအောင်သူကဒီလိုပါလားအဲ့လိုအဲ့လိုမျိုးတွေဖြစ်တာပေါ့ကိုယ့်ရဲ့စိတ်ထဲမှာလေလူတွေကမကောင်းလိုက်တာပေါ့နော်ငါချစ်တယ်လို့ပြဟိုငါတန်အောင်ရှင်တယ်လို့ငါယုံကြည်တယ်လို့ပေါ့နော်သူတို့ဘက်ကနေပြီးတော့မရှိပါလားဆိုရပုံစံမျိုးနဲ့စိတ်ကုံစိတ်ကုံတဲ့အခြေအနေမျိုးတွေတော့ကြုံရလိမ့်မယ်ဒါမှလည်းဆိုလိုချင်တာကတော့ကိုယ်သွားနေတဲ့လမ်းကြောင်းကပုံမှန်ဆက်သွားပါ အဲ့လိုလူတွေပေါ်လာလို့ရှင်လဲဩသူကဒီလိုစိတ်ရှိပါလားဆိုတော့သိတယ်ဆိုရင်ကိုယ့်ကိုပဲရှောင်ကျဉ်လိုက်ဟုတ်တယ်မလားနော်သူနဲ့နောက်ထပ်နောက်ထပ်ကိစ္စတခုထပ်ပြီးတော့မဖန်ဒီနဲ့တော့သူ့လည်းအမကိုနဲ့တော့နော်အဲ့လိုပုံစံမျိုးအဲ့တော့ဖန်ဝါလေးတွေအနေနဲ့တိတ်မကြခင်ကာလမှာရှေ့မှာရွှေရောင်နာကရှိနေပါတယ်တချို့ကကြတော်တော်လေးနီးနေပြီလပိုင်းလောက်ပေါ့နော်ချို့ကကြတော့နှစ်ပေါ့နော်နှစ်တစ်နှစ်ပေါ့တစ်နှစ်ဝင်ချင်ပေါ့နော် အဲ့လောက်ဆိုလို့ရှိရင်တိတိတတကိုယ့်ရဲ့ရွှေအောင်အနာဂတ်ကပေါ်ထွန်းလာပါလိမ့်မယ်နော်ကိုဘကနေပြီးတော့အဲ့အနာဂတ်ကိုသွားဖို့ပဲတရားထုတ်ဖို့ပြင်ထားပါလို့ပြောချင်ပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူးလေးတွေဖိုင်တူးလေးတွေ 信吗？信仰哪个是你呢？信吗？信仰哪个是你呢？信吗？信仰哪个是你呢？ ဲ့တော့ဖိုင်တူးလေးတွေကလည်းအရန်ကိုကန်ကောင်းတော့သူသားလူသားတွေပါနော် ပြောမှဆိုလို့ရှိရင်ဒါမိုးရပါကန်ကောင်းခြင်းတစ်ခုပေါ့နော်ပြောရမှဆိုလို့ရှိရင်ဖိုင်တူးလေးတွေအနေနဲ့အဲ့တော့ရှေ့မှာရွှေရောင်နာကတ်ရှိနေလားဆိုတော့ရွှေရောင်နာကတ်လုံးဝကိုရှိနေပါတယ်နော်အဲဒီမှာဖိုင်တူးမှလည်းအဲ့လိုပဲပေါ့နော်ဖိုင်တူးကပူရောင်ဆိုးသေးတယ်ဖိုင်ဝမ်းထက်ဆိုင်နေအဲ့ရွှေရောင်အနာကတ်ဆိုတဲ့အရာကို မရောက်ခင်မှာသိလားရွှေရောင်အနာကတ်ဆိုတဲ့အရာကို တိုင်းပြည်ကိုเนาะအဲ့ဒီကောင်းကင်အောက်ကိုမရောက်ခင်ပါလေဖိုင်တူးတွေရတယ်လုံးဝဟိုဘဝလေဟိုးအောက်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 ထိပေါ့เนาะအဲ့လိုမျိုးထိုးကြသွားသိလားဘဝကဟိုးအောက်ထိထိုးကြသွားမှပြန်ကုန်မထနိုင်ဒေါ်လာအောင်ပေါ့เนาะအဲ့လိုအခြေအနေမျိုးအထိကြုံရလိမ့်မယ်ကြုံရလိမ့်မယ်အဲ့လိုကြုံရပြီးတော့မှဘွာကနေပေါ့เนาะတခြားနေမြေဒေတာတခုပေါ့ ပြောမယ်ဆိုရင် time traveling machine နေလို့ပေါ့နော်အချိန်အချိန်ခရီးသွားတဲ့ဆက်ကိုနှိမ့်မိတယ်လို့ဖြစ်သွားမှာဒီလားအချိန်ခရီး time traveler တွေသိတယ်မလားနော်အခု2025မှာလူဝရှိနေပြီးတော့နောက်လွန်ခဲ့တဲ့သုံးနှစ်ကိုရောက်သွားတာလို့သို့မဟုတ်အနာဂတ်၅နှစ်ကိုရောက်သွားတာလို့၁၀နှစ်ကိုရောက်သွားတာလို့ပုံစံမျိုးပေါ့နော် မျက်လုံးထဲမှာမြင်ကြည့်လိုက်အဲ့လိုမျိုးလေးမြင်ကြည့်လိုက်သဘောတရားအဲ့လိုမျိုးလေးစံတယ်သိလား ဲ့တဘောတရားလေးဆက်နေဇလန်းနေထဲမှာတွေ့တယ်လို့လေနော်ကွာဝုံ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 ဆိုဟိုးအောက်ထိထိုးဆင်းသွားပြီးတော့မှနော်ညီမြုပ်ခံထားရတဲ့လူတယောက်ကိုတယောက်ကလာပြီးဖော်ပေးလိုက်တယ်လို့ပေါ့ဘွားကနေပြန်ပေါ်လာအဲဘွားကနေပြန်ပေါ်လာတဲ့ live ကခုနတုန်းကဒုက္ခရောက်နေတဲ့ live မျိုးမဟုတ်တော့ဘူးမဟုတ်တော့ဘဲနဲ့လုံးဝလုံးဝပေါ့နော်အဲ့လိုကြည်လင်ပြီးတော့ပြလဲနေတဲ့ကောင်းဝင်ပြကြည့်ရအောင်မှာအသက်ရှင်ရတဲ့လူတယောက်လို့ပေါ့နော်နောက်ပြီးတော့ตายရနေတဲ့နေမင်းကြီး ရဲ့အောက်မှာနေကြပန်းခင်းလေးတွေထဲမှာเนาะလာဗန်နာပန်းခင်းလေးတွေထဲမှာရှောက်ပြေးနေရတဲ့ခံစားချက်လိုမျိုးပေါ့เนาะတခါတည်းမျက်လုံးတွေစိတ်တွေဟာဝင်းငနဲ့လင်းလပ်ပြီးတော့เนาะအရာအလုံးဒီဘဝဟောင်းဘဝဟောင်းမှာပေါ့နော်ပြီးခဲ့တဲ့ကြုံခဲ့တဲ့ဘဝမှာပေါ့နော်ရှိခဲ့တဲ့ဒုက္ခတွေအကုန်လုံးကအကုန်လုံးငြိမ်ငြိမ်းချမ်းသာတာပေါ့နော်အဲ့လိုငြိမ်းချမ်းသာတဲ့ပုံစံမျိုးကြုံရလိမ့်မယ်နော် အော်နောက်ထပ်ပုံတော့ဘွားတိတခုဖြစ်သွားတဲ့ပုံစံမျိုးလိုမျိုးကြုံရလိမ့်မယ်နော်အဲ့ဒီမျိုးကြုံရဖို့အတွက်ကတော့ကိုကလေအဲအခုချိန်မှလည်းပေါ့နော်ဘသူတွေဘလိုပဲထင်ထင်ကိုလှုပ်เสียရရှိတာလေးကိုရှေ့ဆက်ပြီးတော့လှုပ်သွားဖို့အရေးကြီးတယ်ချူကကြစိတ်မပြတ်မသားဖြစ်တတ်တယ်သိလားစိတ်မပြတ်မသားဖြစ်တတ်တယ်ဆိုတော့ relationship ဆိုလို့ရှိရင်လည်း relationship ရှိလို့ဖြစ်စီအဟောင်းဝင်ကြည့်နေတယ်ကိုရှေ့ကိုပေါ့နော်ရှေ့ဆက်သွားမယ်ကိစ္စတွေမှာရှေ့ကိုဆက်မသွားဘဲနဲ့တုံနေတုံနေဖြစ်နေတယ်။သို့မဟုတ်မိသားစုကိုငဲရတဲ့သူတွေဆိုလို့ရှိရင်လည်းမိသားစုကိုပြင်ပြန်ပြီးတော့ကြည့်နေတယ်ကိုရှေ့ကိုသွားပြီးတော့ပေါ့နော်ရှေ့တိုးပြီးတော့လှုပ်ဆောင်ရမယ်ကိစ္စတွေမှာရှေ့မရောက်ဘူး။တော့ចောင်းကြီးចောင်းတော့ ਨੇ အဲ့လိုဖြစ်နေတယ်ပေါ့နော်။ဟိုသွားတာတော့လူကတော့ရှေ့ကိုသွားခြင်းနေတယ်။ဒါမဲ့ ဟိုခေါင်းကြီးကနောက်ပြန်လှည့်ကြည့်လိုက်လှည့်ကြည့်လိုက်ဆိုရဲအဲ့လိုပုံစံမျိုးတော့ဖြစ်တတ်တယ်နော်ဒီမှာပြထားတဲ့ပုံစံအရာဆိုဒါပေမဲ့ဖိုင်တူးတွေကကန်ကောင်းတာကိုကိုတိုင်းမှာလဲပေါ့နော်အရေးချင်းအပြည့်ဝရှိတယ်အဲ့ရွှေရောင်နာကတ်ကိုရောက်ရှိဖို့တော့ကိုကိုတိုင်းမှာကအရေးချင်းပြည့်ဝရှိတယ်ချိုးဆိုလို့ရှိရင်အခုချိန်မှာလေစိတ်ထဲကနေပြီးတော့ပေါ့နော်ဆူတောင်းနေတာမျိုး manifest လုပ်နေတဲ့ပုံစံမျိုးတွေတောင်တွေ့ရတယ်နော်ကိုလိုချင်တဲ့အဲ့ဒီရွှေရောင်နာကတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ မြင်မြန်ဖြစ်လာပါစေတို့ရရှိပါစေတို့ဘယ်ချိန်မှာဖြစ်ပါစေတို့စသဖြင့်ပေါ့နော်ဖះရှိမှလည်းအဲကိုယုံကြည်ကိုကိုရဖះရှိမှလည်းပေါ့နော်ပုံကိုယ်တွေထပ်မှလည်းအဲဆူတောင်းနေပြုတ်ပြီးတော့အဲ့လိုစူးစားနေတဲ့သူတွေရှိရဲဆိုတာမျိုးတွေ့ရတယ်เนาะအခုချိန်မှာတော့ဖိုင်နူးတွေကရှိနေတဲ့ပုံစံကပေါ့เนาะရွှေရောင်အနာကကငါပေါ့เนาะရောက်မယ်လို့ဖိုင်နူးတွေအနေနဲ့ပေါ့เนาะပြောမယ်ဆိုလို့ရှင်တွေးချင်မှတွေးထားလိမ့်မယ်เนาะ ဒီအိရွှေရအနာက ကိုဖိုင်နူးတွေရောက်သွားတဲ့အချိန်မှာပေါ့နော်အတိတ်တုန်းကပေါ့နော်ကိုကလေဒီလိုမျိုးအနာဂတ်မျိုးငါမှရှိပါလားဆိုတာတော့မယုံကြည်နိုင်နဲ့မယုံကြည်နိုင်တဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့ရတယ်မြတ်ဘာလို့လဲဆိုတော့အခုချိန်မှာဖိုင်နူးတွေကတော်တော်လေးကိုပေါ့နော်ဒီအဲ့ဒီရွှေရအနာဂတ်မှာနေရမဲ့ပုံစံတွေကအဝေးကြီးဝေးနေတာကြွာချားနေတာကြွာချားနေတဲ့အခါကျတော့အခုချိန်မှာတော်တော်လေးကို ဘဝပေါ့เนาะကြံတန်းခတ်ထန်ပြီးတော့အဆစရာပေါ့နော်စိတ်တွေမွန်းကြပြီးတော့ဘယ်လိုလုပ်လို့လောမှမသိဘူးเนาะအဆစရာပေါ့เนาะအဲ့လိုမျိုးအကုန်လုံးကိုတယောက်တည်းပေါ့နော်ကိုတယောက်တည်းစိတ်ဒုက္ခတွေကိုဘယ်လိုပြောမလဲဟုံလူကဟုံနေတယ်လို့မျိုးလဲဖြစ်တတ်တယ်သိရမလားဟိုလူကဟိုဟာပြောဒီလူကဒီဟာပြောဟိုလူကဒီဟာပြောနေအဲ့လိုစကားပေါင်း16000နဲ့မှအုံနောက်ကြီးကဟုံနေရမျိုးလဲဖြစ်နိုင်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ပေါ့နော်ဟို ုံနေတာအမဟုတ်လို့ရှင်လဲပေါ့နော်ကိုကကိုမှတော့ကိုဖြစ်ချင်တဲ့ရွေချက်တည်တဲ့တော့ရှိရပေါ့နော်ဒါပေမဲ့လို့ဟိုဟိုလူကပြောတာဒီလိုဆိုလို့ရှင်ကိုရဲ့စိတ်ထဲမှာမတိစိတ်ကနေပြီးတော့အဲ့ဒီပုံစံမျိုး live ဖြစ်ချင်သွားတယ်။နော်ဒီလူကဒီလိုမျိုးပြောရဆိုလို့ရှင်အဲ့ဒီပုံစံမျိုး live ဖြစ်ချင်သွားတယ်။နောက်တစ်ခါကျတော့ကိုရဲ့ပေါ့နော်ရွေရောင်အနာကတ်နဲ့ပတ်သက်ပြီးတော့ကိုတွေးထောထားတယ်။ရီမှန်းချက်တွေထားထားတယ်။အဲ့ဒါမျိုးတော့ရှိရဲ့။အဲ့ဒီညာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးအော် ဝင်ပြီးတော့ဗောနောအနောက်ရှက်တွေဝင်တတ်တယ်သိလားအနောက်ရှက်တွေဝင်တတ်တယ်အဲ့လိုကိစ္စနဲ့ပတ်သက်ပြီးတော့လှုပ်တဲ့အခါမှာအာကိုယ့်ရဲ့စိတ်ကိုစိတ်ကိုဗောနောနှောက်ရှက်တဲ့သူတီးတန့်ရှိနေတတ်တယ်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့ကံကောင်းခြင်းကဘာလဲဆိုလို့ချင်းကိုယ့်ရဲ့ရွှေရောင်အနာဂတ်ကိုရအောင်လို့ဗောနောအကိုရဲ့တငယ်ချင်းပေါင်းသိဖြစ်စေ friendship ပိုင်းဖြစ်စေ relationship ပိုင်းဖြစ်စေကို့ပေါ်မှာအထောက်အပံ့ချိတတ်တယ်เนาะဒီ ပြောမယ်ဆိုလို့ရှင်ဒီအနာဂတ်ကိုပေါ့နော်အတူတူကဲကိုကိုသွားမယ်အနာဂတ်ဆိုလို့ရှင်တော့ကိုယူရထားတဲ့အနာဂတ်ဆိုလို့ရှင်လေဖွင့်ဟတာမျိုးလို့ရတာမျိုးအကူညီတောင်းလို့ရတာမျိုးရှိတတ်တယ် အကယ်၍သူနဲ့အတူပေါ့နော်သွားရမယ်အနာဂတ်ဖြစ်တယ်ဆိုလို့ရှိရင်လည်းသူ့ကိုဖွင့်ဟပြီးတော့အကူအညီတောင်းတဲ့အခါမှာအကူအညီရတယ်ပေါ့နော်အထောက်ပံ့ရတယ်ကို့အတွက်အကျိုးဖြစ်ထွန်းစေတယ်အတူတူပေါ့နော်ပူးပေါင်းပြီးတော့လှုပ်ဆောင်ပေးမယ်အဖို့ရှိတတ်တယ်ဒီရွှေရောင်အနာဂတ်ကိုဖိုင်သူတွေကပြောချင်တဲ့သဘောတရားကတော့တယောက်တည်းပေါ့နော်ရုံးကန်ရတာထက်စားလို့ရှိရင်အတူတူရုံးကန်ပေးမဲ့သူအတူတူစူးစမ်းပေးမဲ့သူဒါမှမဟုတ်လို့ရှိရင်ကိုစူးစမ်းလို့ရှိရင်လည်းနောက်ကနေလိုက်ပြီးတော့ပေါ့နော် အထောက်ပံ့လုပ်ပေးမဲ့သူရှိတတ်တယ်နော်အဲ့ဒါကြောင့်မလို့ကိုတီတီရွှေရောက်အနာကောက်ကိုတယောက်တည်းဒုက္ခခံပြီးတော့သွားနေရမျိုးသိမဟုတ်တတ်ဘူးနော်အဲဝိုင်းဝန်းပြီးတော့စူးစမ်းပြီးတဲ့လူရဲ့အကူအညီနဲ့ သွားရတာမျိုးဖြစ်ရင်ဖြစ်မဖြစ်လို့ရှင်နှစ်ယောက်အတူတူပေါ့နော်စူးစမ်းရတယ်ရွှေအောင်နာကဖြစ်တတ်တယ်ဘလို့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ပေါ့နော်အဲ့ဒီခုနရီတာပြောသလိုအဲ့ရွှေအောင်နာကကိုရောက်တဲ့အခါမှာကိုယ်ကိုယ်စိတ်ထဲမှာပေါ့နော်အရင်တုန်းကငါတီပေါ့နော်ငါမှဒီလိုမျိုးပေါ့နော်ရွှေအောင်ကာလကြီးရှိပါလားဆိုတာကိုတောင်ပေါ့နော်ဟိုလက်မခံနိုင်တဲ့စိတ်မျိုးတောင်ဖြစ်တတ်တဲ့ပျော်ရွှင်မှုမျိုးပေါ့နော်ပျော်ရွှင်ဝမ်းသာမှုမျိုးနဲ့ကြုံတွေ့ရလိမ့်မယ်နော် ဒါကတော့ find to လေးတွေအတွက် reading ဖြစ်ပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find the relay တွေ find the relay တွေကိုရှေ့မှာခြွေအောင်နောက်ကရှိလာနီးနေပြီလား ်ဖိုင်ဒရီလည်းအတိုက်ခိုင်များတာပဲเนาะโอเคအဲ့တော့ဖိုင်ဒရီတွေอ่ะဗောနော်ဒီနေရာမှာဖိုင်ဒရီလည်းအဲ့လိုပဲ နော်ရှေ့မှာရွှေရောင်အနာကတ်ရှိတယ်နော်ရွှေရောင်အနာကတ်ရှိတာက ဖိုင်တူးရဲ့ energy နဲ့နည်းနည်းဆင်တယ်ပေါ့နော်ကိုအဲ့ဒီအနာကတ်ကိုရောက်တဲ့အခါမှာကိုဒီပေါ့နော် အတိတ်တုန်းကဒီလိုအနာကတ်မျိုးပိုင်ဆိုင်ရပါမလားဆိုတော့ပေါ့နော်အတွေးမျိုးနဲ့အံ့ဩမှင်တတ်မိတာမျိုးရှိတတ်တယ်နော်အဲ့တော့ဒီနေရာမှာဘယ်လိုပြောရမလဲဆိုလို့ရှင်ဖိုင်3ရဲ့ energy ကကြတော့ဟာကံမာကကြတော့ပေါ့နော်ပြောမယ်ဆိုလို့ရှင်အဲ့ဒီရွှေရောင်အနာကတ်ကနီးနေလား ဝေးနေလားဆိုတဲ့အရာက finery တွေပေါ်မှာပို့ပြီးတော့မူတည်တယ်ဆိုတာမျိုးတွေ့ရတယ်ဒီလားဘာလို့လဲဆိုတော့ဒီရွှေရောင်အနာဂတ်ကိုပေါ့နော်ဖန်တီးတဲ့သူတည်လဲကိုပဲဖြစ်တတ်တယ်နော်ကဲအဲ့ဆိုလို့ရှိရင်အဲ့ဒီအနာဂတ်ကိုကို မသွားတော့ပါဘူးနော်လက်ရှိအခြေအနေပုံစံမျိုးအတိုင်းပဲသွားမယ်လို့ဆုံးဖြတ်ရင်လည်းအဲအဲ့လိုမျိုးဖန်တီးတဲ့သူကလည်းကိုပဲဖြစ်တတ်တယ်ဆိုတော့အစာဟုတစ်ခုလို့ပေါ့နော်အစာဟုအစ်စ်မဆောက်တော့ပါဘူးလက်ရှိအစာဟု ဟောင်းမှာပဲနေမယ်လို့ဆုံးဖြတ်တဲ့သူကလည်းကိုပဲဖြစ်တတ်တယ်နော်အဲ့တော့အဲ့တော့အစာဥသေးဆောက်ဖို့အတွက်ကြာသွားတတ်တာပေါ့နော်ငါမဆောက်သေးပါဘူးမဆောက်သေးပါဘူးဥမာဒီအိမ်ကငါမပြင်သေးပါဘူးပေါ့နော်မဆောက်သေးပါဘူးမြေကွက်ရှိတယ်စာပြင်အစာဥဆောက်မယ်အိမ်ဆောက်မယ်ဆိုမဆောက်သေးပါဘူးထားလိုက်အောင်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဆုံးဖြတ်ချက်ကြောင့်ပဲကြာတာနှေးတာပေါ့နော်ညံတာနှေးတာဆိုတာဖြစ်တတ်တယ်အခါကြီးကိုကအဲ့လိုမဟုတ်ဘူးအဲ့ဆောက်တော့မယ်ရတယ် တော့ဟိုဟာအိမ်ဟောင်းဆိုလို့ရှိရင်လည်းဖြတ်လိုက်တော့အိမ်တစ်ပဲဆောက်တော့မယ်ပုံစံတစ်ပဲဆောက်တော့မယ်ဆိုလို့ရှိရင်လည်းဒီဆုံးဖြတ်ချက်အလျောက်ဖြစ်သွားတဲ့ကံကြမ္မာလည်းကိုကြောင့်ပဲနော်ကိုကြောင့်ပဲပေါ့နော်ဒီမှာဖန်ရှင်ဖန်ဆင်းရှင်ကကိုဖြစ်နေတတ်တယ်သိလားဒီမှာဖိုင်ဒရီမှာじゃဖန်ဆင်းရှင်က universe တိတ်မဟုတ်ဖန်ဆင်းရှင်ကပြောမယ်ဆိုရင် binary တွေကိုယ်တိုင်ဖြစ်တတ်တယ်နော် အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့ကိုတီအဲ့ရွှေရောင်နာကတ်ကိုရောက်ဖို့အတွက်ပေါ့နော်အာဒီအခုလက်ရှိ ကိုရှိနေတဲ့အခြေအနေကိုအခြေအနေကိုပေါ့နော်အော်ဖြတ်ပစ်တယ်လို့မဟုတ်ဘူးကွာတည်တံ့ခိုင်မြအောင်လဲစူးစမ်းရမယ်။ဘာလဲဆိုတော့လက်ရှိရှိနေတဲ့အခြေအနေကအနာဂတ်မှာလည်းတွားပြီးတော့အများကြီးအထောက်အပံ့ပြုအောင်မှာတိလား အနာဂတ်မှာလည်းအများကြီးထောက်ကူပြောမှာဆိုလက်ရှိရှိနေတဲ့ energy လက်ရှိရှိနေတဲ့အလုပ်ပေါ့နော်စသဖြင့်အဲ့လိုအရာနဲ့ပတ်သက်တဲ့ energy ကိုလည်းကိုယ်ဟာထိန်းထားဖို့လိုသေးတယ်ဆိုတာမျိုးတွေ့ရတယ်ဒီလားအဲ့လိုထိန်းထားမှသာအနာဂတ်မှာလည်းဒီဟာလာပြီးတော့ပေါ့နော်ကို့အတွက်အကျိုးပေးမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့ finally ဒီပြောမှဆိုလို့ရှိရင် find ရဲ့ energy နဲ့ဆင်နေပေါ့နော်ဒီရွှေအောင်နာဂတ်ကိုရောက်တဲ့အခါမှာဘဝဟောင်းနဲ့ဘာမှမတူတော့အရင်တော့က past နဲ့ပေါ့နော်အတိတ်နဲ့ လုံးဝကွဲပြားသွားတဲ့အခြေအနေတခုဗျောင်းမြအလှန်လိုက်တယ်လို့ပေါ့နော်ဘဝလေအာထပိတ်နေပါတယ်ထက်စင်အပေါ်နဲ့အောင်းနဲ့အစင်လှန်လိုက်တယ်လို့ပေါ့နော်ချိုးပါတိတ်ဒီမှာဆိုလို့ချင်ဟာဟွာကြီးကအမေကြီးကဟိုရောက်နေတယ်တို့ဒီရောက်နေတယ်တို့ဆိုပြီးတော့လှန်ပြီးတော့ချုပ်ဝစ်လိုက်တော့တစားပုံစံပြောင်းသွားတယ်ဆိုတာမျိုးရှိရယ်လေအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်နော်အဲ့တော့အထက်အောက်ပေါ်တော့လှန်ချလိုက်တယ်လို့မျိုးဒီဇိုင်းကလုံးဝအပီးအပီးအပြင်ကိုချိန်းသွားတာပေါ့နော်အပီးပြင်ချိန်းသွားတဲ့ ပုံစံမျိုးဖြစ်တတ်တယ်နော်အဲဒါကဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုလို့ရှိရင်အစ်စ်ပေါ့နော်အစ်စ်အစပေါ့ new begin တဲ့ပုံစံမျိုးပြထားတာမျိုးရှိတယ်အဲ့တော့ new begin တဲ့ပုံစံမျိုးပြထားတာရှိတဲ့အတွက်ကြောင့်မို့ကိုကအဲ့ဒီ live ကို ကိုရတဲ့အခါမှာလုံးဝကိုအတွက်လည်းတစ်ခါမှမကြုံဘူးတယ်ပေါ့နော်အခြေအနေတစ်ခုဖြစ်မယ်အစ်စ်လည်းဖြစ်မယ်အသက်ဆိုတဲ့အတွက်ကြောင့်အဲ့လိုမျိုးပေါ့နော်သုံးပြီးပြီးသားဖုန်းနေလို့ပြောမယ်ဆိုကိုသုံးဖူးပြီးသားမော်ဒယ်ရဲ့တိဆောက်ပုံမော်ဒယ်ရဲ့အလုပ်လုပ်ပုံနဲ့မတူဘူးသိလား ုံစံအစ်စ်နဲ့တွေ့မြင်ရမယ်အစ်စ်အစပေါ့နော်အစအောင်မှာအစ်စ်အဲ့လိုပုံစံမျိုးနဲ့တွေ့မြင်ရမယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့ဒါမျိုးတွေ့ရတယ်အဲနောက်တစ်ခုကတော့မကောင်းတဲ့အချက်ကတော့နော်ဒီကိုယ့်ရဲ့ရွှေရောင်အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒီမှာလည်းပေါ့နော်အားအပါထုတ်ဖော်ပြီးတော့တိုင်ပင်လို့ရတဲ့သူမျိုးတွေ တိတ်ပြီးတော့မရှိတတ်ဘူးเนาะပြောမယ်ဆိုလို့ရှိရင်ကောင်းသောအကြံဉာဏ်ပေးတာထက်စာလို့ရှိရင်ကိုတခုလုံးမယ်ဆိုလို့ရှိရင်ပေါ့เนาะအဲ့ဒါနေမလုံးနိုင်ပါဘူးလုံးနိုင်နေမှာမဟုတ်ဘူးကိုတွေးတဲ့အရာဖြစ်လာမှာမဟုတ်ဘူးပေါ့เนาะအဲ့လိုမျိုးအနဂရိဘက်ကိုအဆိုးဘက်ကို ပြောတဲ့ energy ကိုပို့ပြီးတော့ရလိမ့်မယ်เนาะအဲ့တော့ဒီ finery ရဲ့အာအနာဂတ်ဒီခုနကပြောခဲ့သလိုပဲကိုကိုယ်တိုင်စဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတော့လှုပ်ဆောင်တဲ့အနာဂတ် ဖြစ်ဖို့ကတရားရခိုင်နှုန်းပို့ပြီးတော့မြင်ရတဲ့ဆိုတာမျိုးတွေ့ရတယ်ဒါပေမဲ့ကံကောင်းခြင်းတစ်ခုကပါလဲဆိုလို့ရှိရင်ကိုနဲ့ပေါ်တော့လိန်တူအဲသူတွေကတော့လိန်တူတွေကတော့အကျိုးပေးတယ်ပေါ့နော်တရားမဟုတ်တရားပေါ့နော်ကိုဒုက္ခရောက်နေတဲ့အချိန်မှာဘယ်တော့မှဒုက္ခမရောက်ဘူးတရားကတော့လာပြီးတော့အကျိုးပေးတဲ့အကျိုးပေးတယ်အကူအညီပေးတယ်ဆိုတဲ့ပုံစံမျိုးကြုံရလိမ့်မယ်အကူအညီရတယ်ဆိုတဲ့ပုံစံမျိုးကြုံရလိမ့်မယ်အကယ်၍ဒီ find the real ကိုကြည့်နေတဲ့သူသည် အဲမိန်ကလေးဖြစ်တယ်ဆိုလို့ရှိရင်လည်းမိန်ကလေးပေါ့နော်ကိုကမိန်ကလေးပေါ့အဲခါကျတော့အဲကိုကိုကိုဒုက္ခရောက်တဲ့အခါမှာဖြစ်အကူညီတောင်းတဲ့အခါမှာဖြစ်မိန်ကလေးကိုမိန်ကလေးတယောက်ယောက်ကူညီတယ်ပေါ့နော်အမျိုးသမီးတယောက်ကူညီတာမျိုးရတတ်တယ်အကယ်၍ဒီ finery ကိုကြည့်နေသူကကြားလေးဆိုလို့ရှိရင်လည်းတယောက်ယောက် ကပေါ့နော်ယောက်ျားလေးတယောက်ယောက်ကအဲ့လိုကူညီတာမျိုးကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ဒီမှာကကန်ဒီယာရဲ့အထောက်ပံ့မဟုတ်ဘူးလူရဲ့အထောက်ပံ့လည်းရှိတယ်ပေါ့နော်အရန် ရင်းနှီးတဲ့သူတယောက်ယောက်ရဲ့အထောက်ပံ့လည်းရှိရဲဆိုတာမျိုးတွေ့ရပါတယ်။ဒါဆိုလို့ရှိရင်တော့က find 3တွေအတွက် reading ဖြစ်ပါတယ်။အဲ့တော့ find လို့ရအဖြစ်ကိုဖတ်ပေးပြီးသွားပါပြီ။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။